တရုတ်စီကတပတ်ရက်တက်လျင်တွေကိုကျင်းပပဝယ်ယူဖြစ်မယ်ဆိုတာကိုအင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကညွှန်ဆိုခဲ့ပါတယ်။အင်ဒိုနီးရှားလက်တက်ဟာတရုတ်လက်တက်လက်ရှိအသုံးပြုနေတဲ့ဂျေတန်တက်လျင်52စီးကိုဝယ်ယူမယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်လာတဲ့နောက်ကာကွယ်ရေးဝန်ကြီးဂျော့ဖရန်ဂျန်ဆော့တင်ကအတိအကျမဆုံးဖြတ်ရသေးဘူးလို့ Bloomberg သတင်းဌာနစီအတည်ပြုကြတာဖြစ်ပါတယ်။နိုင်ငံရဲ့လက်တက်ကိုအစိမ့်မြင့်တယ်မှုအတွက်တိုက်ပွဲဝင်အဆင့်အမှတ်ကျအတင်ခံထားရပြီးသားတိုက်လျင်မျိုးဝယ်ယူဖို့စဉ်းစားနေကြောင်း ကာကွယ်ရေးအရာရှိတွေကအမှတ်ချက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ခြေတန်းတွေကိုတေချာပေါက်ဝယ်ယူဖြစ်မယ်လို့တော့တရားဝင်ကြေညာချက်မထုတ်ခဲ့ပါဘူး။အစင်လာရအင်ဒိုနီးရှားဟောင်းရုရှားနဲ့အနောက်နိုင်ငံတွေရဲ့တိုက်လေယာဉ်တွေကိုသာဝယ်ယူခဲ့ပြီးခြေတန်းတွေကိုဝယ်ယူဖြစ်ရင်တော့တရုတ်တိုက်လေယာဉ်တွေထဲကနေပထမဆုံးရွေးချယ်မှုဖြစ်လာမှာပါ။ဂျာဖရန်ကအချုပ်ချာအနာပိုင်းနိုင်ငံတစ်ခုအနေနဲ့ကိုယ်အတွက်အသိတော်ဆုံးဖြစ်မဲ့အရာကိုလွတ်လွတ်လပ်လပ်စဉ်းစားရွေးချယ်ပိုင်ခွင့်ရှိကြောင်းလိုအပ်ချက်တွေအတွက်တတိယရောက်အသုံးဝင်မဲ့ ဈေးနှုန်းတင်းတင်းမဲ့တိုက်လျင်တစ်မျိုးမျိုးကိုရှောက်ဖွေစဉ်းစားနေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။